င်းစာဖောက်ခံရတယ်ကရင်အချင်းချင်းမတိုက်ပြီမဲ့ BGA ကတင်းစာဖောက်တယ်နောက်ကျောကိုဓာတ်နဲ့ထိုးတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆင်းတဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် အခုနိုင်မောင်စောကပြောတယ်စီကောက်ကိုကီကီပါစီကောက်ကိုချာပြန်ကလောနေဆနေဆချာပြန်ကလောကိုနိုင်နေမယ်တဲ့အော်ကျမကတော့ဝန်တာလာဗောအော်နိုင်နေမယ်ဆိုတော့ချာပြန်ကလောကိုနိုင်နေမယ်နောက်ပြီးတော့မင်းအွန်လိုင်းစစ်တပ်နဲ့သူနိုင်နေမယ်ဆိုတော့ဟာသူတို့တွေကအမြင်မှန်မရသေးပါလား နော်ကြည်ရတာဒီဂျာဖျားမာဖီးယားဂိုင်းချုပ်တွေကသူတို့ရဲ့အကျိုးစီးပွားကိုနော်သူတို့အကျိုးစီးပွားတိုးတက်အောင်လုပ်ပေးနေတဲ့လူတွေကိုအပေါ်မှာဖိဆာခံပြီးတော့အဖေခံမဲ့လူတွေဘယ်လိုမြင်လဲအမှန်တရားကိုအခုချိန်ထိသူတို့မမြင်နိုင်သေးဘူးဒါပေမဲ့မင်းတို့ဘလို့မှတယောက်ဆောင်ရုပ်စင်ရိုက်လို့မရတော့ဘူးနော်ဒါမဲ့ မင်းအွန်လိုင်းကလေမနေ့တနေ့ကဖအန်ကိုလာတယ်ဆိုတာကျမအမြင်တော့ဒီဂျာဖီးယားမာဖီးယားခေါင်းဆောင်တွေကို तू ကချော့တာနော်မင်းတို့မပူနဲ့ငါတယောက်လို့ရှိတယ်ငါကကွယ်ပေးမယ်ခွန်စာတို့ကလူမျိုးပေါ့နော်ဒါပေမဲ့ခွန်စာနဲ့မောင်ချစ်သူတို့ဂျာဖျက်နဲ့လောဝလောဝမတူဘူးနော်မားသွားလိမ့်မယ် မောင်ချစ်သူပြောချင်တာကမောင်ချစ်သူကိုကျမပြောချင်တာကလေအခုမောင်ချစ်သူအနေနဲ့เนาะဒီကြားဖြန့်ဒီကရင်လက်နဲ့ကရင်မောင်ချစ်သူအနေနဲ့အခုဒီအချိန်မှာမောင်ချစ်သူကဘာတွေစဉ်းစားမလဲဘသူကမိတ်ဆွေကောင်းလဲဘသူကเนาะသူ့အပေါ်သစ္စာဖောက်လဲအခုမောင်ချစ်သူသိရပြီအခု KNU နဲ့ပတ်သက်ပြီးတော့ KNU ကเนาะအရင်တော့ KNU ဟိုဗာလဲဒီຫນွေဥတော်လန်ရေးအစပိုင်းမှာနော်ကျမတို့တော်လန်ရေးသမားတွေတော်လန်လိုက်ခဲ့တဲ့အာစုပေါင်းညွန့်နဲ့အလူထပ်ပေါ်သမားတွေစီလုံးညင်းနဲ့ပတ်သက်ပြီးအများကြီးရပေါ့တော်လန်လာခဲ့တယ်ဒီမြဝတီနော်နိခုံငါမြဝတီကိုသိတဲ့အချိန်မှာ KNU ကအာ BGF ကဝင်ပြီးတော့နော်ဖြတ်လူလိုက်တယ်ဖြတ်လူလိုက်တဲ့အချိန်မှာ KNU က ဘာလဲစင်ချေပေါင်းများစွာနဲ့ဩကရင်ချေချေမတက်ဘူးဆိုတဲ့နော်စင်ချေပေါင်းများစွာနဲ့ကာကွယ်ခဲ့တယ်ပြီးတော့တချို့တချို့တော့ကရင်တွေကလည်းနော်ပြည်တော်စုစိုက်တာမရှိတဲ့ကင်မဟုတ်နော်လူမျိုးရေးအဆုံးရောက်တဲ့ကရင်တွေကမောင်ချစ်သူကိုလောဝလောဝတခုံးမအပြစ်စကားမပြောဘူးနော်လောဝမပြောဘူးနော်အိုးဘာလဲသုံးနှစ်လေးနှစ်အတွင်းမှာ တိုက်တယ်ပြည်သူအလူငွေနဲ့တော်လှန်ရေးเนาะ KNU ကဥဆောင်တယ် KNU ရဲ့ COC အတိုင်းစစ်တိုက်တယ်နေမြေရတယ်မြို့မသိဘူးနေမြေရတယ်စခန်းရတယ်ပြီးတော့ပြန်ပါသွားတယ်တွတ်တွတ်တိုက်ပြန်ပါသွားတယ်အာပြောလိုက်လို့စီ KNU ကခရင်ချီချီမို့မတိုက်ဘူးခရင်အချီချီမို့သူကကတိကဝတ်တွေပေးထားတယ် ျွန်မပြည်သူတွေကိုပြောချင်တာကကရင်အချင်းချင်းမတိုက်ပါဘူးလို့เนาะဟိုဗလက်ပြည်သူတွေကိုပုတ်ပုတ်လဲလဲအသိပ်ပေးတာဘယ်အဖွဲ့ကလဲ DKBA ပြောဘူးသလား BGA ကလဲဟာကရင်ချင်းချင်းမတိုက်ဘူးဆိုတဲ့မူနဲ့เนาะစာတဒံပေတဒံထောက်ဘူးသလားမထောက်ဘူးနော် BGF ကအစကတည်းကမအေလို့မင်းအွန်လိုင်းဘက်ကိုကူညီနေတာ တော်လိုင်းရဲ့အစားပိုင်းကလေးကကျမတို့ပြည်သူတွေကအမြဲတမ်းပဲเนาะအမြဲတမ်းပဲလိုင်းပေါ်မှာဟိုဗါလဲဟိုဩစာပေါ့ပြောမှဆိုရင်ကီးဘုတ်ဖိုက်တာတွေသတင်းကြီးညာတွေเนาะပြောပြတယ်ပန်အိဒူကာဘနစီဘနစီခွေးဘနစီတက်လာလေကာဘနစီတက်လာလေပြည်သူတွေအမြဲတတိပေးသတင်းပေးခဲ့တယ်ဗီဗိုကားနဲ့ BGF ဘနကောင်တက်လာလေဆိုပြီးတော့ ပြည်သူတွေသတင်းပေးခဲ့တယ် BGF ကကျမတို့တော်လန်ရင်းနဲ့ပူပေါင်းမယ်သူနဲ့မဆိုင်ဘူးမတိုက်ဘူးဆိုပြီးတော့တခါမှကရင်အချစ်ချင်းမတိုက်ဘူးဆိုပြီးတော့တခါမှကြေညာတာမရှိဘူးကျမဘာကြောင့်ဒီလိုပြောရသလဲအကြောင်းရှိတယ်ပြည်သူတို့ပါကူမဲ့အကြောင်းတရားရှိလို့ကျမတာကိုပြောပြမယ်နော်အာသူတို့ပြောတဲ့ BGN က အာအာဘလဲကရင်ချင်းချင်းမတက်ဘူးဆိုတော့မူဝါဒနဲ့မကြသေးဘူးအခုချိန်ထိလည်းအဲ့ဒီမူဝါဒကိုမပယ်ဖြဲ့သေးဘူးနော်အခုဒီဂျာဖျံကိစ္စနဲ့စင်ရောဂျာဖျံကိစ္စတော့ကောနော်မလေးဒီကရင်ဘက်ကမူဝါဒမပြောင်းသေးဘူးနော်လုံးဝမပြောင်းဘူးအခုဒီ US ဂျာဖျံနေနေကြီးကိစ္စမှာသူတို့ မူဝါဒမဟုတ်နော်သူတို့ရဲ့အရေးအသားအပြောဆိုတွေပြောင်းလဲလာတယ်ပြည်သူတို့ဘယ်လိုပြောင်းလဲလာတယ်ဆိုတော့ဟာကရင် KNU ကသစ္စာဖောက်ခံရတဲ့ကရင်အင်ချင်းချင်းမတိုက်ပြီမဲ့ BGA ကသစ္စာဖောက်တယ်နောက်ကျော်ကိုဓာတ်နဲ့ထိုးတယ်ဟာဟာဟာဂျမိုင်းကြီးနေနောက်ကျော်ကိုဓာတ်နဲ့ထိုးတယ်တဲ့ຫນွေဦးတော်လန်ရေးမှာမဟာမိတ်လောက်ပြီးတော့ပြည်သူနဲ့ ်နော်ပြည်သူနဲ့မဟာမိတ်လောက်ပြီးတော့ငါးနှစ်လေးနှစ်ငါးနှစ်လုံးလုံးမှာလေးနှစ်ပထလိုက်တော့လေးနှစ်လုံးလုံးမှာပြည်သူတွေကိုနော်ပြည်သူတွေစီကအလူခံပြီးတော့ရလာတဲ့လက်နဲ့ခဲရမ်းတွေရလာတဲ့နယ်မြေတွေကိုတိုးတိုးတိုက်တိုက် BGF ကိုပြန်ပေးမအားလားကို ပြန်ပေးလိုက်တာဘယ်သူလဲ KNU မဟုတ်ဘူးလား ကရင်နဲ့မြန်မာ KNU ရဲ့ဦးဆောင်မှုအောက်မှာတိုက်နေရတာလေ BGF ဦးဆောင်တာမဟုတ်ဘူးနော် BGF က KNU နော် KNU ကိုမနဲ့ကရင်ချင်းချင်းမတိုက်ဘူးဆိုတော့စာပဒဏပေဒဏထောက်တာလည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ BGF ကငကိုတဲကသစ္စာဖောက်နော် KNU ကိုတိုင်က BGF ကိုဖင်ပေးပေါင်းနေတာ BGF ရဲ့เนาะဘယ်လဲငွေတွေကိုပြောမစင် BGF နဲ့သူကဝေစားများစားလုပ်ပြီးတော့အာတဖက်လက်နဲ့မြက်လက်ပြနေတာကျမတို့အမြဲတမ်းပဲပြောပါတယ် KNU ဆိုတာ မြင်းလက်စရာကဘာကြော်မဲ့မျိုးဖြဲမြင်းလက်ပညာရှင်များအကြောင်းကိုရေးသားခဲ့တဲ့ နော်နာမျက်စိဒေါနာမေဆောင်ပါကျမတောက်ခိုင်ကိုတိုင်ဖခဲ့ဘူးတဲ့နော်အဲ့ဒီမှာနားထောင်ကြည့်ပါစစ်ဘာလဲစင်တကောလောကိုစိတ်တရင်နဲ့ဖုံးလို့မရပါဘူးမလေးအခု KNU ကဘာတွေပြောလဲအစွန်ရောက်တစ်ဖက်ပိုက်တယ်အရင်တော့ဆိုရင် BGA ကိုသူတို့မလောကမပြောဘူးနော်အခု BGA ကို US ရဖြတ်နေနေရတကယ်စင်လာတော့ ဟာသူတို့ကတနာဖို့ကောင်းတာဗော KNU ကတနာဖို့ကောင်းတယ်အနောက်ကျော်ကဟိုဗာလဲ BGA ကနောက်ကျော်ကဓာတ်နဲ့ထိုးတယ်တိုက်တလောက်ဟိုကသူ့ကိုနောက်ကျော်ထိုးတယ်ဘာဘာညာညာနဲ့အမလေးလေချိုသွေးနေတာနော်လေချိုသွေးနေတာအခုတနာစရာဖြစ်အောင်အခုသူတို့အခုချက်တိကရင်အခြေချင်းဆိုတဲ့မူဝါဒနဲ့မပြောင်းသေးဘူးနော် သေးကြတာတခုကတော့တကယ်လို့သာမင်းတို့ကရင်အချင်းချင်းမင်းတို့ပြောသလိုမျိုးပူးပေါင်းနိုင်မယ်ဆိုရင်ဒီအချက်အခွင့်ရေးချိန်ပဲနော်အခွင့်အရေးရတဲ့ချိန်ပဲအကလောက်ပေါင်းပြီးတော့ကရင်နယ်မြေမှာစီးတဲ့မအေလို့မင်းအွန်လိုင်းတက်တွေကိုမင်းတို့အကုန်မောင်းထုတ်လိုက်လေအခုကြည့် BGF ကမင်းတို့ပြောရဲ BGF ကအင်အားအရင်ကောင်းတယ်အင်အားရှိတဲ့အခု BGF ကိုကြောက်နေရတယ်အခုဖအံမျိုးမှာ ရှိနေတဲ့ BG အတားတွေ PC တားတွေဒီ KB အတားတွေအကုန်မောင်းထုတ်ခံရပြီဟဲ့เนาะအကုန်မောင်းထုတ်ခံရပြီအဲ့ဒါဘယ်သူဆောက်သုံးကြလဲနော်မင်းတို့ကမဟုတ်တဲ့နေရာမှာသစ္စာခံနေအခုမင်းတို့ဂျာပြန့်ကိုနေနေလဲဂျာပြန့်ခိုင်းချုပ်ကမပြောက်သွားဘူးအခု ကရင်ပြည်နယ်ကနော် KNU ကလေချိုသွေးပြီးတော့အိုးဘလဲ BGF ကိုကန်ထုတ်တယ်ကန်ထုတ်ပြီးအခု BGF ကိုကန်ထုတ်ပြီးအခုဒီຫນွေဦးတော်လန်ရေးကရင်တော်လန်ရေးຫນွေဦးတော်လန်ရေး၄နှစ်ကျော်၅နှစ်အတွင်းမှာ BGF သစ္စာဖောက်လို့ဒီຫນွေဦးတော်လန်ရေးမအောင်မြင်တာမဟုတ်ဘူးနော် BGF က သူကရန်သူမှရန်သူနေရမှာပဲသူနေတာကျမတို့ပြည်သူနဲ့ပေါင်းတယ်เนาะ PDF KNUG PDF ကျမတို့ရဲ့ပြည်သူနဲ့ကျမတို့ရဲ့ຫນွေဦးနဲ့မဟာမိတ်လုပ်ပြီးတော့အစကတည်းကအမတ်နစ်စစ်ဒေသကိုကချင်ဦးဆောင်တယ်အမတ်နစ်စစ်ဒေသကို KNU ဦးဆောင်တယ်ဆိုပြီးတော့เนาะဘော်ကျော်ဟဲဦးဆောင်တဲ့ KNU ဆိုပြီးတော့ကြီးညာခဲ့တယ်လေ ဒါပေမဲ့ငါးနှစ်လုံးလုံးမှမအောင်မြင်ဘူးအဲ့လိုမအောင်မြင်တာ BGF ကြောင့်မဟုတ်ဘူးနော်မင်းတို့မျက်လက်ပြလို့မရဘူး BGF ကြောင့် BGF စာပေါလို KNU ကဖနာနေရတဲ့ပုံစံနဲ့အမလေးအရေးအသားတွေကောင်းလိုက်တာကျမကလေအရှိကိုအရှိအတိုင်းပဲပြောတတ်တယ်ဘယ်သူ့ဘက်မှမလိုက်တတ်ဘူးအမှန်တရားပဲပြောတတ်တယ် အဲ့ကြောင့်မို့ကျွန်မရွာပြင်ရောက်လဲကိစ္စမရှိဘူးကျွန်မစိတ်ချမ်းသာတယ်အမှန်တရားပြောရလို့ကျွန်မစိတ်ချမ်းသာတယ်နော်အခုကြည် BGF ကိုဟိုကမင်းအွန်လိုင်းကလည်းဟိုဘာလဲမင်းအွန်လိုင်းနဲ့တရုတ်နဲ့ဒီထိုင်းနဲ့ပေါင်းပြီးတော့အော်ဒီဂျာပန်ကိုနိုင်နေမယ်အာအခု BGF ကလည်းဂျာပန်ကိုနိုင်နေမယ်တဲ့ဒါဆိုရင်ဂျာပန်လောက်တဲ့တရခံကဘယ်သူတော့ จ้าဖြန့်ကိုဘယ်သူလောက်တာလဲညစ်လက်ပြလို့မရဘူးအမေရိကန်ကတကယ်စော်ပြီဒါကြောင့်မို့ကျမပြောချင်တာကကဲရင်လက်နဲ့ကင်နေမင်းတို့လိန်ညာလို့မရတော့ဘူးမင်းတို့ပြေးလို့မရတော့ဘူးနော်အခုမှမင်းတို့ကစောချစ်သူကို အခုကမင်းတို့မင်းတို့ကစောချစ်ကိုဘာဖြစ်လဲညာဖြစ်လဲအရင်တော့ဆိုမင်းတို့မင်းတို့အပေါက်တွေမင်းတို့ပစတွေကဘာတွေငုံထားလို့လဲငါပြောတာအမှန်တရားအဲ့ဒါကိုနေနိုင်လေနေအမေနဲ့ငါတော့ပြောခဲ့သေးတယ်လေမောင်ချစ်သူကိုထောက်ခံပြီးတော့မောင်ချစ်သူမမောင်ချစ်သူဒါဆိုမင်းတို့အမေနဲ့ပေးစားလိုက်လေမင်းတို့နမနဲ့ပေးစားလိုက်လို့ငါပြောတာမဟုတ်ဘူးလားဝင်းသန်းဆိုတဲ့နော်ခွေးသဒောင်းစားနော်ခွေးသဒောင်းစားနေအမေနဲ့နေပေးစားလို့အခုနေ့ကိုငွေးလာတာမဟုတ်ဘူးလား ခလေးပဲနဲ့ကောင်ရပြီလေအခုချစ်သူထောင်တဲ့ဖာယုံမှာနိခလေးတွေနိရဲ့အမျိုးတွေရောက်နေပြီလားနိငါကောမလာဟောင်းနဲ့ခွေးတောင်စားနော်အခုကြတော့မောင်ချစ်သူကဒီ KNU အမောက်ဒီ US ကတကယ်နိုင်နေမယ်တော့မှသူတို့ကသနာစရာပေါ့စံနဲ့ ဒီຫນွေဦးတောင်းလိုက်ရင်မင်းတို့လောက်ခဲ့တဲ့၄နှစ်အတွင်းမှာပြည်သူပြည်သူ OID ပြည်သူရဲ့နော် affect တွေ PDF တွေရဲ့ affect တွေဘယ်လောက်ထိကြဆုပ်ခဲ့ရသလဲဒီအပြစ်ကိုမင်းတို့နော်မင်းတို့မျက်လွယ်စခဲပြုတ်လို့မရဘူးနော်နော်အခုအခုကျွန်မပြောချင်တာက ကရင်လက်နဲ့ကင်အချင်းချင်းပေါင်းပြီးတော့ပြန်တိုက်ပလားအခုတို့မတိုက်ဘူးပြောပြောမယ်ဆိုရင်အခုဒီခွေးချစ်သူတို့ဒီမအလာတို့ကသူကပလိရေလောက်အောင်မယ်လှုပ်လိုက်လीနော်လှုပ်ကြည့်လိုက်ပါဒီပွဲကတော့အခုဗင်နီဆွဲလာကို US ကကြီးညာလိုက်ပြီတရားမဝင်တဲ့အစိုးရလို့ကြီးညာလိုက်ပြီနော်အဲ့ဒီအတွက် မကြခင်မှာဒီမင်းအွန်လိုင်းမအေလို့အောက်စုကိုသာကြီးညာလို့ကတော့ပွဲကြီးပွဲကောင်းပဲနော်အဲ့ဒါကြောင့်မို့အခုကျွန်မပြောချင်တာကကရင်တွေကတော့ပွဲသက်ရွာပြီးကရင်ကတော့အခုချိန်ထိသူတို့အမြင်မှမရတော့ဘူးဆိုတော့ဒါသူတို့ရွေးတဲ့သမိုင်းပဲဒါမှကျွန်တော်တို့ပြည်သူတွေသမိုင်းမရရင်ဘို့အတွက်အခုနော် အခုလာမယ့်16ရက်ကနေ30ရက်နေ့ဒီနိုဝင်ဘာလနော်ဒါဆိုရင်ဒီနေ့မနေ့ကစတာပေါ့30ရက်နေ့အထိကျမတို့ပြည်သူတွေရဲ့ဆန္ဒကိုဖော်ထုတ်ရမယ်အခုကမ်ပိန်းတစ်ခုလောက်လာနေကမ်ပိန်းဆိုတာလူဟိုလက်မှတ်ထိုးတဲ့ကမ်ပိန်းပေါ့နော်ကျမတို့မအေလို့မင်းအွန်လိုင်းရဲ့အတုအယောင်အကျိုးကောက်ပွဲကိုလက်မခံဘူးဆိုတာကျမတို့ပြည်သူတွေအရောက်တိုင်းလက်မှတ်ထိုးဖို့အတွက် เนาะကျမရဲ့ဖိတ်မှာလည်း share ထားတယ်ကျမရဲ့ account မှာဒီမှာလည်း share ထားတယ်အဲ့ဒီ account မှာနှင်းချထားတယ် account မရှိတဲ့လူတွေအဲ့ဒီ link မှာဝင်ပြီးတော့เนาะဝင်ပြီးတော့လောက်ထားကြပါကျမတို့ပြည်သူတွေဒီတစ်ချိန်မှာဒါနောက်ဆုံးအကြိမ်ပဲနောက်ဆုံးအခွင့်ရေးပဲเนาะအဲ့ဒါကြောင့်မို့အခုကတည်းကကျမတို့လက်မထိုးရမယ်ရက်ဘလောက်ပဲမရ15ရက်ပဲရတယ်เนาะအမေစုမွေးနေ့တို့ကလိုမျိုးကျမတို့လက်မထိုးထားသလိုမျိုးအခု ဒီပွဲကအမေစုမွေးနေ့ထက်တော့ပိုအရေးကြီးတယ်နော်အဲ့ဒါကိုကျမအရင်ဖတ်ပြမယ်တာဝန်တည်ကြပါပြီဒီလိုခရင်ចောင်းလာမယ်နော် မပြီးသေးဘူးကဲ အခုမြန်မာပြည်သူများရဲ့အဖန်ကို နိုင်ငံတကာထံပေးပို့ရန်အချိန်ရောက်လာပြီဒီအချိန်မှာအခုမေလိုမင်းအွန်လိုင်းအယိုးကောက်ပွဲကသူကမေကသူ့ရဲ့စီမှာဒါပေမဲ့ကျွန်တော်တို့နေဦးတော်လန်ရေးကလည်းအခုချိန်မှာနေပြည်တော်ကိုချိန်ချောင်းနေပြီနော်မင်းအွန်လိုင်းရဲ့နေပြည်တော်ကိုချိန်ချောင်းနေပြီကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေနေပြည်နေပြည်တော်အနီးအနားကိုရောက်နေပြီအခုနေပြည်တော်နားကိုချိန်ချောင်းနေပြီ ။ဒါကြောင့်မို့လုံရှာရှိတာလုံကျမတို့တော်နေသမားတွေကလည်းနော်။ကျမချစ်သူကိုတခါမှအမပေးဘူးနော်။ချစ်ကြမရဲ့ like ကိုနေနားထောင်လို့ရှိရင်လေချစ်သူကိုငါတခါမှအားမပေးဘူးငါဘယ်ခွေးသတောင်းစားကိုမှအားမပေးဘူးငါပြည်သူဘက်မှာပဲယက်တည်နေတာဒါပေမဲ့ဒီအခုချစ်သူကလည်းမလွတ်မြောက်ပါဘူးဒါပေမဲ့တရုတ်လက်ထဲရောက်လို့ရှိရင်နှုတ်ပိုက်ခံရမယ် အမှန်တရားအတွက်ချစ်သူကနော်အမှန်တရားအတွက်ချစ်သူကဒီကြားဖြန့်အတွက်နော်ချစ်သူကအမေရိကန်မှာအဖမ်းခံပြီးတော့အားလုံးကိုဖွင့်ထုတ်နိုင်ခဲ့လို့ရှိရင်ဒါကျမတို့ကတော့ထောက်ခံရမှာပဲအားပေးရမှာပဲဒါပေမဲ့သူ့ရဲ့အပြစ်ကတော့နော်သူခံရမှာပဲလေဒါပေမဲ့ကြီးတဲ့အပြစ်နော်ငယ်တဲ့ဘာလဲကြီးတဲ့အမှုကတော့ ညေသွားပေါ့အတိကတော့တရုတ်ကသူတို့ကိုလိုချင်တာမဟုတ်တရုတ်လိုချင်တာအတိကနောက်ွယ်ကလက်မဲကြီးအဲ့ဒီလက်မဲကြီးတွေကိုဖော်ထုတ်နိုင်ရင်နော်ပွဲသိပြီအဲ့ဒါကိုအခုနော်အဲနောက်ပြီးတော့နောက်တစ်ခုရှိသေးတယ်အဲလူကြီးကျမတို့ဒီຫນွေဦးတော်လန်ရဲ့မှာမင်းတို့ကအဲလူကြီးဘဟုအစိုးရယာယီအစိုးရကိုမင်းတို့ဖြိုချပြီးတော့စစ်စစ်ရှိတော့ကလိုမျိုးနော် ဘဟိုအစိုးရကိုဖြိုချပြီးတော့မင်းတို့နိုင်အောင်မင်းမထင်နဲ့အခု Steven Sanyu ဆိုတဲ့ခွေးသတောင်းစားပြည်ပြေအမေရိကန်ရောက်သွားတဲ့ပြည်ပြေ Steven Sanyu ကဘာပြောလဲအခုကျမတို့ရဲ့ຫນွေဥပန်ကကြာဖြန်းတဲ့ခွေးသတောင်းစားเนาะနေကနေ့ကိုဘယ်သူမှလည်းအားမပေးဘူးเนาะသူ့ကိုပဒင်းထောက်တွေက ဟို interview သူကထိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိတဲ့လူဆိုတော့နော်လူတွေကအဲ့လောက်ပဲနေ့ကိုစိတ်ဝင်စားတာအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့တတိယအုပ်စုနဂါလိုမျိုးနော်အချောင်သမားကောင်ကိုခေါင်းဆောင်တင်ချင်တဲ့လူအဲ့ဒါကိုအန်လူကြီးကိုမနာလိုလို့နော်ဟိုစိတ်ဓာတ်တွေအောက်တန်းကြတာဘာပြောလဲနှွေဥပန်ကတန်ဖိုးအဲ့ဒီလောက်ဒီလောက်မရှိဘူးတဲ့ ကြာပြန်လို့ဆွဆွဲသွားတယ်။နေပြောတဲ့စကားနေတာဝန်ယူတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်နော်စတီဗင်ဆန်ယူ။အဲ့နေအမေပန်ကိုပဲသွားဖြဲပြီးတော့သွားချလိုက်ခွေးသတောင်းစားနော်။ရှင်းတယ်ဟုတ်။အခုနော်မလာထုနဲ့လာထုလာထုနေကြပြီ။ အခုတော့ဒါမှမပြီးသေးဘူးပြောအောင်မယ်အဲ့ဒီ statement sign you နဲ့ပတ်သက်ပြီးတော့သူကကျွန်မတို့ຫນွေອູ້ບັງກູໂອ້ບາດເຈົ້າພຽນແນ່ຫນွေອູ້ບັງກະຈັ່ງມາໂຕອນຸຈີຫນွေອູ້ບັງກະດີລောက်ກະບາມາເນາະໂອ້ບາດເຊເຊຍາດີວິນໂຕດີລောက်ຈີຍາຖ້ວຍຫນີດາຈ້າພຽນສູ່ຍີດີໂລမျိုးຈີຍາຍແມ່ຫຼາເນາະ အဲ့လိုမျိုးပေါက်ကရတွေပြောပြီးတော့ငါတို့ဘာဟိုအစိုးရယာယီအစိုးရကိုမင်းတို့ဖြိုချလို့မရဘူးဒါဆစ်ဆက်ရှင်းမဟုတ်ဘူးမင်းတို့သဘောပေါက်နှွေဦးပံကိုကြားဖြန်းတဲ့ခွေးသတောင်းစားခွေးပြောခွေးယုံနော်နင်းနဲ့အမျိုးတူနင်းနဲ့ခွေးတူခွေးခွေးတိုးပေါက်လို့ချင်တဲ့ခွေးသတောင်းစားအုပ်စုတွေပဲမင်းနင့်ကိုယုံမှား ကျော်ရဲ့မနမ်းမျိုးမျိုးကအဲ့ဒါကိုချဲပြီးတော့အဲနူးကြီးကကြားပြန်ပါညာနောက်ပြီးတော့လာမေးလိုက်သေးတယ်ကျမတို့ကိုနေတော့တော်နိုင်ရေးအောင်မြင်ပြီဆိုကော်သူလေအာမင်ကအဆိုးဆုံးပဲကော်သူလေအာမင်ကဆော့ဖုန်းနဲ့မကြဘူးသမဒါလည်းရှိတယ်အဆိုးရလည်းရှိတယ်ဒီထိုင်းပတ်စပို့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းတို့တော်ရင်မင်းတို့လုံလိုက်လေအခုနေစမှာကော်သူလေအာမင်နော်ထောက်ထားတဲ့ ဘာလဲသူတို့ခေါ်တယ်ကရင်လိုရောအင်္ဂလိပ်လိုရောထိုင်းလိုရောအဲ့ဒီကာစီတယ်မဟုတ်ဘူးလားအဲ့ဒီကနဲ့ထိုင်းနိုင်ငံမှာတရားဝင်လောက်လို့မရဘူးလားဘာလို့လဲမင်းတို့မေးကြည့်လိုက်လေကော်သူလေးအာမီကိုမေးကြည့်လိုက်လေအဲ့ဒီကကထိုင်းနိုင်ငံတစ်ခုလုံးမှာသုံးလို့ရလာလို့ အဲ့ဒီကနဲ့မင်းတို့ကရင်လူတို့မသိနာမလဲတဲ့ကရင်လူတို့ကိုလိန်စားညာစားနေတာကော်သူးလေအာမင်အောက်စုမင်းတို့တော်လန်ရဲ့အောင်မြင်တယ်ဆိုရင်ကျမတို့ကတော်လန်ရဲ့အောင်မြင်တော့မယ်ကျမတို့တို့ပြောတဲ့တော်လန်ရဲ့အောင်မြင်တယ်ဆိုအခုနေနေပြီးတော့ကိုရောက်နေပြီဒီကိုတိုက်နေတဲ့အဖွဲ့စည်းကိုကျမတို့ကပြောနေတော်လန်ရဲ့အောင်မြင်တော့မယ်မင်းတို့ပြောတော့တော်လန်ရဲ့အောင်မြင်တော့မယ်ဆိုတဲ့နော်အခုနိုင်နိုင်ငံမှာ passport ကိစ္စနဲ့ဝဘာမိကိစ္စနဲ့ဘာတို့မလုပ်ပြတာလေတဲ့ဟာ မင်းတို့ကအန်နူဂျီကိုမယုံကြည်ဘူးဆိုမင်းတို့အန်နူဂျီကိုမယုံကြည်ဘဲနဲ့မင်းတို့ဘာတို့အားကိုးနေအောင်မလဲမင်းတို့အစိုးရနေဒါမြအစိုးရသမဒတရားလုံးရှိနေတာအဲ့ဒီသမဒနေဒါမြကိုမင်းတို့လောက်ခိုင်းမလားထိုင်းနိုင်ငံမှာအခုမင်းတို့နေဆမှာလောက်ထားတဲ့နေဒါမြကော်စုလေကကပါလေဒါကရင်လူထုတွေကိုလိန်စားညာစားပြီးတော့ မင်းတို့အချောင်ယူနေတာအဲ့ဒါကိုမင်းတို့မပြောဘူးတော့လိန်ညာစားနေပြီးတော့အဲနူးကြီးကိုအတာချတဲ့ခွေးကျွဲမနွားမနော်သမဒတရားလုံးရှိတာတော့မမင်းတို့အဲနူးကြီးကိုဘာလို့အားကိုးနေသေးလဲမင်းတို့လိုလူရမဝင်တော့နော်မင်းတို့ကလူရဝင်ကြည့် ငါချင်းတို့လိုမျိုးဒီ KNU NCA နွားအိုလိုပဲမအေးလို့မင်းအွန်လိုင်းကမင်းတို့ကိုနော်အစာကျွေးကျွေးခေါ်လို့စင်မင်းတို့ကအိုးအိုးခေါ်လို့စင်မင်းတို့ကသွားမှာပဲမအေးလို့မင်းအွန်လိုင်းကမင်းတို့ကိုစောက်ကယူမဆိုင်လို့မင်းတို့ကရေးသားကိုအချောင်လိုက်တဲ့အဖွဲအစုဘာစောက်အေးမှမပါဘူးနေတိုင်းပဲအန်နူဂျီကိုမဖောင်းထူရရင်ခမင်းစားမဝင်အဲ့မပျော်တဲ့ခွေးတံတောင်းစားတွေ မင်းတို့အစိုးရရှိတဲ့သမတ်သားရှိတဲ့နော်ကော်သူးလေးမပုတ်တင်လဲလောက်ထားတယ်ဘာလို့မင်းတို့ကော်သူးလေးအစိုးရကိုဒီထိုင်းနဲ့မြင့်နိုင်ပြီးတော့ဒီ passport ကိစ္စမစင်ခိုင်းတာလဲဘာကြောင့်လဲမင်းတို့လောက်တဲ့ကော်သူးလေးကကဆောက်အရင်မပါလို့မဟုတ်ဘူးလားအဲ့ဒါမင်းတို့ပြည်သူတွေကရင်လူထုတွေကိုလိန်ညာတာမဟုတ်ဘူးလားသူများကိုလက်ညိုးတစ်ချောင်းထိုးရင် နော်ညီတို့ကော်စုလေသမဒလက်ညိုးလေးချောင်းပြန်ထိုးတယ်ဆိုတာကျွဲမနန်းမျိုးမျိုးညီသမင်းစားတယ်ဆိုရင်ညီမြက်မစားဘူးဆိုရင်ညီစင်းစားကျွဲမနန်းမျိုးမျိုးနော်ကဲခုနကတော့ပြန်ဆက်မယ်ပြည်သူတို့အခု မြန်မာပြည်သူများရဲ့အဖန်ကို နိုင်ငံတကာပေးပို့ရန်အထည်ရောက်လာပြီ2025ခုနှစ်ဒီဇင်ဘာလတွင်စစ်ကောင်စီစစ်ကောင်မစင်ကတရားမဝင် အတုအယောင်ရွေးကောက်ပွဲတရားကိုကျင်းပရန်စီစဉ်နေကြောင်းသိရပါတယ်။ဤလောက်ရသည့်ပြည်သူဆန္ဒကို လုံးဝကိုစားမပြုတကဲ့သို့ဒီမိုကရေစီစည်းမျဉ်းစည်းကမ်းများနဲ့လဲစန့်ကျင်နေပါတယ်။အခုကျမတို့ပြည်ပြည်တွင်းထဲမှာရှိတဲ့ နော်မအေလို့မင်းအောင်လိုင်ရဲ့အုတ်ချုံမှုအောက်မှာရှိတဲ့ပြည်သူတွေဘယ်တော့ထိလင်းစားဖို့ကောင်းလဲအန်ဒီရဲ့ဂျားကနေနော်တယောက်ချင်းစီကိုသွားပြီးတော့လို့ no sorry မင်းမယွင်းနဲ့နော်မင်းတို့အစိုက်ပင်ရေမလောင်းနဲ့မင်းတို့မင်းမထဲနဲ့ပြည်သူတွေကိုစပ်ဖို့နော်မင်းတို့မင်းမယွင်းနဲ့အဲ့လိုမျိုးစပ်တီးစီပူပူလင်းလင်းပြောရဲတယ် ဘယ်မှာလဲနေတော့ကရင်ဒါကြောင့်မို့ကျမတို့နော်ဒီမိုကရေစီစီကင်းစီများနဲ့လဲဆန့်ကျင်နေပါတယ်အခုသူကရွေးကောက်ပွဲလဲလုပ်မယ်ပြောသေးတယ်အခုသူရဲ့ကြက်ခံရေးပါတီနော်ကြက်ခံပါတီမဟုတ်ပြည်သူပါတီတော်လန်ရေးဆိုတဲ့စကားလုံးကိုပြောလိုက်လို့ပြည်သူတို့အဲ့ဒါကိုအမှုဖွင့်တော့ဖမ်းမယ်တဲ့နောက်ပြီးတော့ အခုအမှုပညာရှင်သမားတွေဝေဖန်သူ့ကိုအမှုပညာရှင်သမားတွေမှမဟုတ်ဘူးပြီးသူတွေကိုမဲဘာလို့ရွေးနေအောင်မလဲမဲထဲခိုင်းအောင်မလဲပြီးသူတွေကကိုယ့်ရဲ့ဆန္ဒကိုမဖော်ထုတ်ရဲကြဘူးဝေဖန်ရင်ဖန်နေအဲ့ဒါနိုင်ငံတကာကလည်းသိတယ်နော် အဲ့ဒါကိုရွေးကောက်ပွဲအယိုးကောက်ပွဲအယိုးကောက်ပွဲရွေးကောက်ပွဲမပြောနဲ့ပြည်သူတို့အယိုးကောက်ပွဲမအားလာရဲ့အယိုးကောက်ပွဲလို့သာမှတ်ထားလိုက်ကဲအဲ့ဒီစစ်ကောင်စီရဲ့မမမကန်မှုများကို နိုင်ငံတကာကเนาะအဖိုက်အဝန်လဲခိုင်လို့သောဆက်စည်အထောက်အထားများဖြင့်တင်ပြနိုင်ရန်အတွက်အရေးပါသော2025နိုဝင်ဘာမြန်မာလူထုသဘောထားစစ်တမ်းကိုဆောင်ရွက်မှာဖြစ်ပါတယ် မြန်မာပြည်တွင်းနဲ့ပြည်ပနိုင်ငံသီးသီးတွင်ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများရဲ့သဘောထားဆန္ဒများကိုစုစည်းကဤစစ်တမ်းကိုဂျပန်မြန်မာ future conference conference မတောင်ယူကဆောင်ရွက်ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့ဒီအရေးမပါအရာမရောက်တဲ့အုပ်စုဘာလဲလူနေစုအုပ်စုအဖွဲ့အစည်းတွေကိုလောဝါလောဝါဆောက်ယူမဆိုင်နဲ့เนาะ အခု ထိုအချက်လက်များအဲ့ဒီလူတွေကတော်လန်ရေးအဖြစ်သမားတွေထိုအချက်လက်များအားအသုံးပြုပြီးပြည်သူ့ဆန္ဒအစစ်အမှန်ကိုနိုင်ငံတကာဖိုက်ဝန်တဲ့အဖွဲ့အစည်းများထံအထောက်ထားခိုင်လုံစွာတင်ပြမည်ဖြစ်ပြီးစစ်ကောင်စီရဲ့မတရားမှုများနဲ့ပြည်သူ့ဆန္ဒကွာခြားမှုများကိုဖော်ထုတ်သွားမှာဖြစ်တယ်။ဒါကြောင့်မို့မြန်မာပြည်သူတို့ရဲ့အစစ်အမှန်ဆန္ဒကိုဖော်ထုတ်ရန်အခွင့်အလမ်းတစ်ခုเนาะဖြစ်ပါတယ် အခုဆိုရင်ဤရလများကိုအသောချကနိုင်ငံတကာအသိမပြုမှုကိုရာစီစီရန်နဲ့နိုင်ငံတကာအသိမပြုဖို့ရာစီဖို့နဲ့ရာစီစီရန်နဲ့နော်အခုမင်းအေလိုမင်းအောင်လည်းကနိုင်ငံတကာလောကလောကအသိမမပြုဘူးမြန်မာနိုင်ငံတွေတရားမျှတမှုနဲ့ကင်းလို့ခွင့်များလွတ်လပ်ခွင့်များပြန်လည်ပေါ်ပေါက်လာစီရန်လက်တွဲကြသောလှုပ်ရှားမှုများကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းထမှန်အသိပေးပါသည်ခွန်မင်းမှရှိလက်မှဝင်ရောက်ပြီးမိမိရဲ့ဆန္ဒကိုသဘောထားဖော်ထုတ် လိုက်ပါတဲ့เนาะအဲ့ဒါကြောင့်မို့ကျမတို့ရဲ့เนาะပြည်တော်စုတိုင်းရင်းသားတွေမသိနားမလဲတဲ့ပြည်သူလူထုတွေမထက်တိုင်ကျမတို့စီမှာလာဆက်သွယ်ပါကျမတို့เนาะအားရင်လုတ်ပေးမယ်เนาะအားရင်လုတ်ပေးမယ်နော်အဲ့ကြောင့်မအယောက်စီတိုင်းတာဝန်ကျေစွာထဲကြပါပြီသူတို့ဒါကျမတို့ရဲ့နောက်ဆုံးပွဲပဲ ်အခုနော်နေပြီးတော့မှမလဲမနေ့ကမနေ့ကနေပြီးတော့ကိုခြေချောက်နေပြီးဆိုတော့ lobby မှနေပူလောင်နေကြပြီအခုစော်မဲလုံးတော်မှလက်ခံချင်လာပြီကျမတို့တော်လန်ရေးသမားတွေနိုင်နေပြီဆိုတာနော်